ောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်လာတဲ့အချိန်ကနေစပြီးတော့စစ်ကောင်စီကမြို့အတွင်းကိုအဝင်ထွက်တွေကန့်တက်လာတယ်လို့ဒေတာခန့်တွေကပြောပါတယ်။အရင်ကဆက်လက်တွေကိုကြောက်ဖြူမြို့အတွင်းဝင်ထွက်ခွင့်ပြုထားပေမဲ့ဒညဝတီရေတပ်ဌာန6ကိုအရခတ်တပ်တော်ကတိုက်ခိုက်တဲ့အချိန်ကနေစပြီးတော့ဝင်ခွင့်မပြုတော့ဘူးလို့သိရပါတယ်။ပြီးတော့ကြောက်ဖြူမြို့နယ်ကနေရန်ကုန်နဲ့မန္တလေးတို့ကိုလေရင်နဲ့တွာလာတွေကိုလည်းတင်းကျပ်ပြီးကက်တက်ပိတ်ပင်လာပြီးစစ်မှန်ရေးကိစ္စနဲ့ပဲတွာလာခွင့်ပြုတယ်လို့ကြောက်ဖြူဒေတာခန့်တယောက်က အာရုခတိုင်းကိုပြောပါတယ်တော်တော်ဟိုလက်ရှိအနေသာတော့ဟိုပေါ်တော့ပေါ်နေသေးတယ်လို့ကြားတာပေါ့နော်အမေဟိုတော်တော်အောင်အဲ့ကျမရေးသိစားတယ်ဘာလို့အဲ့လိုဘာဖြစ်တဲ့ဟာဒီလောက်ပဲပေါ်လာလို့ရတော့တာပေါ့ဘာပါဒါပြင်ဥမာသူတို့ကဒီအဲ့တော့နေနေကအဝင်ထွက်တရားလို့စက်လီနဲ့လာတဲ့ဟာတွေကိုအဝင်ခံတဲ့ဒီအခုအဲ့ဒီမြောက်ဒီတက်ခဏကျိုးအသိခံရပြီးနောက်ပိုင်းနေလို့ ဒီတော့စမ်းတိုက်ခိုင်းရပြီးနောက်ပိုင်းတော့ဒီဝါဒီကိုအဲ့လိုနေစရာဟာတွေကိုတော့အဲ့ဒီလာဖွင့်မပြုတော့ဘူးမြို့ပေါ်ကိုမဖွင့်မပြုတော့ဘူးဒီတော့ကိုပြချပြီးပြီးခဲ့တဲ့နှစ်မှာတော့ကြောက်ပြုမြို့ဒေတာခန့်တွေဟာအာနာပိုင်တွေရဲ့ခွင့်ပြုချက်လက်မှတ်တွေနဲ့ဝင်ထွက်တွလာခွင့်ရှိပေမဲ့အခုကမြို့အဝေထွက်တွေကိုလုံးဝကတ်တပ်ပိတ်ဆို့လိုက်တာကြောင့်တိုက်ပွဲရှောင်လို့တဲ့ဒေတာခန့်တွေလည်းအခက်တွေ့နေပါတယ်ကျောက်ဖြူမျိုးကနေထွက်ခွာတဲ့အခါမှာဒေတာခန်တွေကအထွေထွေအုပ်ချုပ်ရေးမှုတွေစီမှာအစစ်စစ်ခွင့်ပြုချက်တွေယူကြရပြီ ်လက်ရှိမှာတော့ကြောက်ဖြူကနေရန်ကုန်နဲ့မန္တလေးကိုတွားတဲ့နေကြောင်းခရီးစဉ်တွေကလည်းမလကောက်အထိကိုလက်မှတ်တွေဖြစ်နေတယ်လို့သိရပါတယ်အခုကတော့ဒီကြောက်ချူကလည်းပြီးရောင်းဝလာမယ့်ဆိုဆိုလို့ရှိရင်ဟိုကနေအဲဒီသူတို့ကတော့သူတို့စီမှာဆက်ဆက်ဒီခါပါစတဲ့ဒီမှာနာမည်လာတဲ့ဘုန်းရှိတယ်။ညာကလည်းကြောက်ချူကြတော့အဲ့လိုမဟုတ်ဘူး။ဟိုသူကလက်မရရင်တွားလို့တွားလို့ရတယ်ပေါ့နော်။ ရခိုင်ရဲ့အဓိကရေတပ်စကန်တစ်ခုဖြစ်တဲ့ကြောက်ဖြူကဒညဝတီရေတပ်ဌာနချုပ်ကိုအရခတ်တတော်ကဖေဖော်ဝါရီ22ရက်နေ့မှာတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကနေစပြီးတော့စစ်ကောင်စီကရေတပ်ဌာနချုပ်ရဲ့အနီးနားကကျေးရွာတွေနဲ့တောင်တန်းတွေကိုဒရုန်းနဲ့တိုက်ခိုက်တာလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်တာတွေအပြင်လေရင်နဲ့ဘုံကျဲတာတွေကျေးရွာတွေကိုမိရှို့တာတွေလည်းလောက်လာနေတယ်လို့သိရပါတယ်။ကြောက်ဖြူမြို့နယ်မှာအရခတ်တတော်နဲ့စစ်ကောင်စီတပ်တို့ဟာဒီကနေ့အချိန်ထိတိုက်ပွဲပြင်းထန်လျက်ရှိနေပါတယ်။ Thank you.